မိဘပြည်သူပေါင်းမင်္ဂလာပါခင်ဗျာ28ရက်6လ2025ရက်မြမຫນွေဦးတော်လန်ထိုးစနစ်အတူစစ်ကောင်စီဤကြဆောင်ကန်းဆိုရဲခေါင်းစဉ်နဲ့ဆွေຫນွေသုံးသက်တင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အညာသားပါ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစ၍မြန်မာနိုင်ငံတွင်စစ်ကောင်စီက အာနာသိန်းလောက်ရက်ပြီးမှနိုင်ငံတကာအနေနဲ့လက်မခံခဲ့သလိုပြည်တွင်းတွင်လည်းတင်းမာပြင်းထန်သောတိုက်ပွဲများပြည်သူစန့်ကျင်မှုများတော်လှန်ရေးလှုပ်ရှားမှုများဟာစတဲ့တဘိုးပိုးပွားများပြားလာခဲ့တာဖြစ်ပါတယ်2023ခုနှစ်နောက်ပိုင်းမှာစ၍ရခိုင်စကိုင်းကရင်ချင်းအချင်းဒေသတွေမှာဆိုရင်စစ်ကောင်စီတပ်ဖွဲ့များသည်များစွာသောစစ်ရှုံးနေမှုများကြောင့် ရဲဘော်အင်အားများပေကျေဆုံးရှုံးမှုနဲ့နေရာဒေသအတော်များများကိုလည်းလက်လွတ်ဆုံးရှုံးခဲ့ရတာကိုလည်းတွေ့ရှိနေရပါတယ်။ရခိုင်တပ်တော်အေဒီမြန်မာစစ်တပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါဝင်ဒီကနေမြများကိုတိတ်ပိုက်ခဲ့ပြီးဘုံမှုချုပ်တူပါဝင်အောက်ခြေရဲဘော်များစွာကိုလည်းထိမ့်သိမ့်ထားနိုင်ခဲ့တာဖြစ်ပါတယ်။တော်လွန်ပူပန်းတများကြီးပြင်းထန်စွာတိုက်ခိုက်မှုတွေကြောင့် နေရာအနှံ့ပြားမှာဆိုရင်ထို့သဖြင့်ကျေးလက်ဒေသတွေမှာစက္ကစအနေနဲ့ထိန်းချုပ်မှုနယ်မြေတွေဇက်တိုက်ဇက်တိုက်ဆိုလို ဆုံရှုံလာခဲ့တာကိုလည်းတွေ့ရှိနေရပါတယ်။တရုတ်နဲ့နှိနှိုင်းဖြစ်ခတ်ရစဲထားသောစက္ကစသည် AAKIA KNDF ကဲ့သို့လက်နက်ကင်ဖွဲ့များနဲ့တိုင်းနယ်ပြည်နယ်များပြားမှာစက္ကစတပ်ဖွဲ့များနဲ့ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားလျက်ရှိနေတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ ညီနောင်မမိတ်သုံးဖွဲ့ဟာရကန်ချင်းနဲ့ရှမ်းပြည်နယ်ဘက်ပိုင်းရှိမြို့ပေါင်းကစားစင်ကျော်ကိုလည်းတိမ့်ပိုက်ထားပြီးစစ်ဆိုးရကိုဆက်လက်ပြီးပြအပေးထားနိုင်စေဆိုတာကိုလည်းတွေးရှိရပါတယ်စစ်ကောင်စီဟာလေချောင်းအားကိုအားပြုတ်သုံးဆွဲနေတော့လဲအေးအေး KIA PDF စတဲ့တော်လန်ဤတပ်ဖွဲ့များဟာလေချောင်းကာကွယ်မှုတွေအဆင့်မြင့်တက်လာမှုကြောင့်များစွာသောတိုက်လေရင်နဲ့တစ်ကားများစွာကြည့်ခြေဖြက်လာနိုင်တာကိုလည်း တွေ့ရှိနေရပါတယ်။ယခုအခါစစ်ကောင်စီတပ်ဖွဲ့များစိတ်ကြယောဂါတွေစစ်ပင်ပန်းမှုတွေပြည်သူထောက်ခံမှုလဲပမှုတို့ကြောင့်အောက်ခြေရဲဘော်တွေဟာဖက်ပြေးခြင်းတော်လန်ဤတပ်ဖွဲ့များတံအလင်းဝင်ရောက်လာခြင်းတွေအထူးပဲများပြားလျက်ရှိနေတာကိုလည်းတွေ့ရှိရပါတယ်။2024နဲ့2025စက္ကစမှာစစ်ပြေညံခံလာသူဥယေဟာလဲအတိုင်းအဆမရှိ တိုင်းရင်သာပူပေါင်းတက်တဲ့ညထံ အညံ့ခံလာနေတာကိုလည်းတွေ့ရှိနေရပါတယ်။စက္ကစဘက်မှာအခုဆိုရင်တပ်ဖွဲ့အတွင်းစီလုံးညီညွတ်မှုကလည်းမရှိတပ်ဖွဲ့ခေါင်းဆောင်များကြားမယုံကြည်မှုတွေကလည်းများပြားလာနေတာကိုလည်းတွေ့ရှိနေရပါတယ်။စက္ကစအောက်ခြေရဲပေါ်နဲ့ခေါင်းဆောင်တွေအကြားမှာကွာချက်တွေကကြီးမားလာနေပြီးအချင်းချင်း အပြန်အလှန်တပြတ်မှုတွေပြိုးပွားကသူတို့ချင်းချင်းနောက်ကြေကိုကြောက်နေရတာကလည်းသိတာချင်းရှားလို့နေပါတယ်စံကစားအုတ်ချေရဲပေါ့လေခေါင်းဆောင်တွေကြားခွာချက်ကြီးမားမှုကဒီပြတ်မကပုံမူရှိနေတယ်ဆိုတာကလည်းသိရှိကြားသိနေရပါတယ်စစ်ကောင်စီစစ်စင်ရေးတွေမှာဆိုရင်တရင်အချက်လက်စစ်စစ်မှုမှာပြည်သူလူထုရဲ့ယုံကြည်မှုမရှိတဲ့အတွက်တုံ့နေပြီး အတင်းအမှားတွေနဲ့ဒါလင်ပုံဖော်လာတာကိုလည်းတွေ့ရှိနေရပါတယ်စက္ကဆရဲ့ဖန်ဆင်းမှုတွေအကြမ်းဖက်မှုလောက်ရက်ဒီပြည်သူပေါ်မတရားတပ်ဖြတ်မှုတွေကယခုအခါမှာပြည်သူကလက်တွေ့ကြကြจิตတွေ့သိမြင်ခံစားနေရပြီးစက္ကဆကိုအမတန်မုံတီးယွန်ရှာဆက်ဆုပ်နေတာတွေကိုလည်းတွေ့ရှိနေရပါတယ်ဖန်ဆင်းမှုတွေမိရှို့ဖြစ်စည်းခြင်းတွေ ကပြည်သူရဲ့စက္ကဆပေါ်မလိုလားမှုကစစ်ကောင်စီရဲ့တရားမဝင်မှုကိုနိုင်ငံတွင်းပြင်ကတော်တော်များများကပါအတိမတ်ပြုလာပြီးဖြစ်ပါတယ်။တော်လန်ရဲ့ဖွဲ့တွေဘက်ကကြည့်မယ်ဆိုရင်လဲပြည်သူထောက်ခံမှုအားကောင်းတဲ့အတွက်ပလက်မြန်ဆန်မှုရှိနေတာတွေကိုလည်းတွေ့ရှိနေရပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းတွေနောက်မြောက်ပိုင်းရခိုင်ကချင်းစကိုင်းချို့နေရာတွေမှာဆိုရင်ကင်းပြည်နယ်တော်များကိုတော်လန်ဖွဲ့များရဲ့ထိတ်ချုံမှုအောက်မှာ ဝင်သွားပြီးတော့စက္ကဆအနေနဲ့ကရန်ကုန်နေပြီးတော့စရှိရဲ့အငဲငယ်သောမြို့တွေဒါလင်းအာနာလက်ကျန်တက်ရောက်နေတာကိုပဲတွေ့ရှိနေရပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာစက္ကဆရဲ့အင်အားတည်ရှိမှုကပြည်သူအင်အားနဲ့တည်ဆောက်တဲ့တော်လှန်ရေးပေါင်းစည်းမှုပေါ်မှာမူတည်နေရကိုလည်းတွေ့ရှိနေရပါတယ်စစ်ကောင်စီဟာယနေ့အချိန်မှာစစ်ဖြစ်အနိုင်ရရှိမှုအလားအလာဟာ အင်မတန်နေပါလာဖြစ်ပါတယ်။တနိုင်ငံလုံးစီမံကောက်ကွယ်မှုတဲ့တရားဝင်မှုမရှိရဲ့ဖွက်တစ်ခုဖြစ်နေပဲ။နိုင်ငံတကာကတော့လက်ရှိပြည်တွင်းကပါတုံ့တက်လို့သိမြင်လို့ရရှိနေဖြစ်ပါတယ်။ PDF နဲ့တိုင်းရင်းသားပူးပေါင်းအဖွဲ့များရဲ့တော်လန်ထုတ်စစ်ပေါ့။အောင်မြင်သည့်အထိဆိုရင်တုံ့တက်ရမယ်ဆိုရင်၂၁ဖေဖော်ဝါရီလ၁ရက်နေ့ကနေစပြီးစကားစအာနာသိမ့်လိုက်တဲ့အချိန်မှစပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနဲ့ တိုင်းရင်းသားလွတ်မြောက်ရေးတပ်ဖွဲ့ EAOS များမျက်တမ်းမှုမဲ့တဲ့စစ်အာဏာကိုစန့်ကျင်ရန်ပူးပေါင်းလာခဲ့တာကိုတွေ့ရပါတယ်။မတူညီသောဝါဒတွေတမိုင်းနောက်ခံတွေနဲ့လူမျိုးရေးရအဖွဲ့အစည်းကွဲပြားနေတော်လဲအချင်းချင်းတူညီညီမဲ့ချက်ဖြင့်စစ်ကောင်စီတပ်ဖွဲ့များအားတိုက်ခိုက်ခြင်းအခြေခံစစ်နယ်မြေများကိုသိမ်းယူခြင်းစသဖြင့်အောင်မြင်မှုများစွာရရှိရတာကိုလည်းတွေ့ရှိနေရပါတယ် KIA, KNU, KNDF, CNDF, AAALP, YDF စတဲ့ PDF များကြားမှာပထမဆုံးချိန်ဖြစ်မြို့နယ်အခြေဖြူပူပေါင်းစစ်စင်ရေးတွေပြုလုပ်လာတာကိုလည်းတွေ့ရှိနေရပါတယ်။တော်လိုင်းရင်ဖွင့်များကရှမ်းမြောက်ဒေသလော်ယ်ကွန်နန်နမ်ဆန်မူဆယ်စတာတို့ကိုထိမ့်ချုပ်လာနိုင်ပြီးစစ်ကောင်စီက ထိမ့်ချုပ်မှုဟာအကန့်အသတ်နဲ့ပဲရှိနေတာဖြစ်ပါတယ်။ရခိုင်ဒေသအေအေမှာဆိုရင်တိုင်းဒေသခံများကိုတင်းယူပြီးမြို့နယ်အုပ်ချုပ်ရေးအထူး အေအေကထိမ့်ချုပ်လာနိုင်တာကို တွေ့နေရပါတယ်။တော်လန်ရေးစစ်စင်ရင်းမြေကြောင့်စစ်သားထောင်ချီထွက်ပြေးနေရပြီးစိတ်ကြကြယောဂါတွေဖြစ်ပွားမှုတိုးပွားလာတာကိုလည်းတွေ့ရှိနေရပါတယ်။တော်လန်ရေးဖွဲ့များ လူခွင်ရေးဖွဲ့များရဲ့အောက်ခံမှုတွေကလည်းမြင့်မားလာတာကိုလည်းတွေ့ရှိနေရပါတယ်။အဲအောင်မြင်မှုရရှိဖို့အကြီးကအချက်အနေနဲ့ဆိုရင်တော့ပြည်သူများရဲ့စိတ်ဓာတ်နဲ့ပူးပေါင်းမှုဟာ တော်လန်ရေးအင်အားတွေကြီးကကြပါတယ်။ဒီအတွက်လည်းပြည်သူကအင်တိုက်အတိုက်ကူညီစေကူညီနေကြတယ်ဆိုတာကိုလည်းတွေ့ရှိနေရပါတယ်။ KIA KLL KN စရှိတဲ့စစ်ပြေကြုံစင်းကြီးကျွမ်းကျင်မှုစစ်ဘိုလ်တုတ်ကင်မှုတွေရှိတဲ့အဖွဲ့များဖြစ်ပြီးထိုအဖွဲ့တွေကနေပြီးတော့ PDF များကို လေ့လာသင်ကြားပေးမှုတွေကလည်းယခုအချိန်မှာများစွာသောအကျိုးရလဒ်တွေကိုရရှိနေပြီဖြစ်ပါတယ် PDF များကြာဗဟိုချုပ်ကင်မှုမရှိခြင်းကြောင့်တစုတစည်းတဲ့မဟာပြူမချမှတ်ရန်လဲကက်ခဲနေရကိုလဲတွေ့ရှိနေရပါတယ်။တန်ရင်သားတစ်ဖွဲ့တွေအားမှာပူပေါင်းမှုအပေါ်ယုံကြည်မှုအားနည်းမှုနေမြေရေးရာစန့်ကျင်မှုချို့ကိုလဲအနှဲငယ်တွေ့ရှိနေရပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေဒဏ်ရာမှုများပြင်းထန်နေကြတယ်နေပါတယ်ထို့တူမိမိဘက်ကလည်း ပြည်သူပေါ်မတရားပြစ်ခြင်းမျိုးကိုရှောင်တင်းရမှာဖြစ်ပြီးရန်သူအပြုံမျိုးမလိုက်မိစေရန်ကုတ်ကဲအုပ်ချုပ်သူများမှအထူးသတိရှိဖို့လည်းလိုအပ်နေပါတယ်။တော်လိုင်းတဖွဲ့များရဲ့စစ်ကောင်စီပေါ်အောင်မြင်မှုဟာအချိန်တည်းနဲ့ပြီးတဲ့တိုက်ပွဲမဟုတ်ပါဘူး။ထို့သော2024နောက်ပိုင်းကစပြီးမြန်နိုင်ငံရဲ့စည်ရေးမြေပုံတွေမှာဆိုရင်အမှန်တကယ်ကိုပဲတော်လိုင်းအင်အားစုတွေကအင်းချုပ်လာတာကိုပြောင်းလဲလာတာကိုတွေ့ရှိနေရပါတယ်။ တိုင်းရင်းသားဖွဲ့များနဲ့ PDF များသည်ပူးပေါင်းမှု ပိုးပွားလာတာနဲ့အမျှနိုင်ငံရေးလမ်းကြောင်းတွေရဲ့ဖြည်းဖြည်းပြောင်းလဲတိုးတက်လာတာကို တွေ့ရှိနေရပါတယ်။အဲတို့တူအောင်မြင်မှုအတွက်အဓိကကြောက်အချက်ကြီးကတော့ညှိနှိုင်းတိုက်ခိုက်မှုဒါတွေကိုရှိဖို့လိုတယ်။ဒါကို Three Brotherhood Likes Operation 1027တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များဖွဲ့စည်းပြီးညှိနှိုင်းတိုက်ခိုက်ခဲ့တဲ့တုံညနှစ်ခုံက ကြည့်ရောက်မှုလောက်ရှိလဲဆိုတာကိုပြသခဲ့ပြီးဖြစ်ပါတယ်။ဒေတာတီးတီးကိုအပြိုင်နဲ့တည်းထိုးစစ်ဆင်ခြင်းအဖြစ်စစ်တပ်ရဲ့ကာကွယ်ရေးကိုလွှမ်းမိုးနိုင်ပြီး view ဟာမြောက်နေရာများကိုလည်းတင်ပိုက်နိုင်ခဲ့တယ်ဆိုတာကိုတစ်တုံရနှစ်ခွန်စစ်စင်ရေးကပြသခဲ့ပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ပံဒုံဝါဖေယာမောင်းမှုနဲ့လေရင်တွေအသုံးပြုခြင်းဟာလည်း စစ်တပ်ရဲ့ NS ခန်းတွေကွန်ရက်တွေကိုကောင်းကောင်းချိုးချနိုင်တယ်အရေးပါတဲ့အခန်းကဏ္ဍတွေမှာပါဝင်နေတယ်ဆိုတာကိုလည်းတွေ့ရှိနေရပါတယ်ဒရုန်းနည်းပညာကိုဆက်လက်အသုံးပြုခြင်းဖြင့်တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့များကိုနှိပြူပါအစရာအာတာချက်များကိုရရှိစေရန်ကုညီဖေးမှပေးနိုင်တာကိုလည်းတွေ့ရှိနေရပါတယ်မာမိတ်ရဖွဲ့စည်းမှုဒါတွေကလည်းပြည်သူကာကွယ်ရေးတပ်ဖွဲ့များကဲ့သို့သောအခြားသောတော်လှန်ရေးအဖွဲ့များနဲ့ မဟာမိတ်ဖွဲ့နိုင်ခြင်းဟာလေအင်အားကိုအဆက်မတန်တိုးပွားစေပြီးစစ်အာဏာရှင်ဆက်ကျင်ရေးမှာစီလုံးညင်ညွတ်တော့ရှိအရွေးတစ်ခုကိုဖန်တီးနိုင်စေမှာဖြစ်ပါတယ်။စက္ကဆရဲ့အဓိကအခြေခံအဆောက်အအုံကိုပြစ်မှတ်ထားမယ်။စက္ကဆရဲ့စက်တင်ရေးကွန်ရက်တွေထောက်ပံ့ရေးခွင့်ဆက်များနဲ့အဓိကအခြေခံအဆောက်အအုံများကိုအနှောက်အယှက်ဖြစ်စေခြင်းဟာလေ၎င်းတို့ရဲ့အာဏာချုပ်တိုင်မှုကိုလျော့နှဲစေမှာဖြစ်ပါတယ်။ နိုင်ငံကအနေနဲ့တံကြည့်ရင်အာဆီယံပြုတ်နိုင်ငံကဲ့သို့သောနိုင်ငံ၏တန်တမန်ဆက်ဆံမှုကိုစူးစမ်းအားထုတ်ခြင်းအဖြစ်လဲတန်တမန်ရေးရာတိမှတ်ပြုမှုရရှိစေရန်ထောက်ကူဖြစ်လာနိုင်ပါတယ်။အဲထိခိုက်ခံစားနေရတဲ့ပြည်သူတို့အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးခြင်းဒေသခံလူတွေကြားမှာယုံကြည်မှုနဲ့တရားဝင်မှုကိုတည်ဆောက်ရန်ကူညီပေးနိုင်ပြီးနောက်ဆုံးခုခံလှုပ်ရှားမှုတွေကိုလည်းအကောက်လာစေပါတယ်။ ဒါကြောင့်ထိခိုက်ခံစားနေရတဲ့ပြည်သူလူထုကိုလည်းသက်ဆိုင်ရာကနေအထောက်အကူတွေအကူအညီတွေပေးခြင်းအဖြစ်မိမိဒေါ်လာရေးအတွက်အမတန်အားရှိစေတာကိုလည်းပြည့်ရှိရကြပါတယ်။စိန်ခေါ်မှုအနေနဲ့ကတော့စီရေးခုခံရေးတွေမှာဆိုနှစ်များစွာနဲ့တည်ဆောက်ထားတဲ့စက္ကစဟာခဏရင်ရှိထားတယ်။ထိုက်လျောက်လိုက်လုံးညီတွေရှိမှုတွေနဲ့ဟန်ဆောင်မှုကောင်းကောင်းနဲ့လိမ့်လေလှည့်ဖြားနိုင်စေစေပဲဖြစ်ပါတယ်။တိုင်းရင်းသား PDF တွေ ပူပေါင်းလက်နက်ကင်တပ်ဖွဲ့တွေအနေနဲ့ပြက်ပြက်သားသားအောင်ပွဲရရှိဖို့ဆက်လက်တီထွင်ကြံစပြီးပြင်းထန်စွာစ조사ဆောင်ရွက်ဖို့လည်းလို့အထူးလိုအပ်နေပါတယ်။အဲ့ပြည်ရင်းပြင်းမာမှုတွေနဲ့သုံးသပ်ကြည့်မယ်ဆိုရင်တော်လန်ခုကန်စစ်အားကောင်းလာတာနဲ့အများမတူညီသောလူမျိုးစုများနဲ့တော်လန်ရင်အင်အားစုများကြားပြင်းမာမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။အဲအဲ့ဒီပြင်းမာမှုတွေကိုလည်းစီမံခန့်ခွဲခြင်းနဲ့ စီလုံးညင်ညွတ်မှုကိုထိန်းသိမ်းခြင်းအဖြစ်ရေရှည်အောင်မြင်မှုအတွက်အရေးကြီးကောင်းထဲချမှတ်ထားဖို့လိုပါတယ်ဒီလူသားချင်းစာနာထောက်ထားမှုအချက်တွဲတွေကိုလည်းဖြစ်ပေါ်နေတဲ့ပြိပခများမှာလူသားချင်းစာနာမှုတွေကြီးမားသောဒုက္ခတွေကို ဖြစ်ပေါ်စေပါတယ်အဲ့ဒီမှာတိုင်းရင်းသားပူပေါင်းအဖွဲ့များအနေနဲ့ရက်သားများကိုအကာအကွယ်ပေးခြင်းနဲ့လူသားချင်းစာနာမှုဆိုင်ရာအချက်တွဲကိုဖြေရှင်းရမှာဦးစားပေးဆောင်ရွက်ရမယ်အချက်လည်းဖြစ်ပါတယ် ဒီချက်တွေကိုဆောင်ရွက်ခြင်းအဖြစ်မြမຫນွေလန်းຫນွေဥတော်လန်းထုတ်စစ်နှင့်အတူစစ်ကောင်စီ၏ကြဆောင်ခန်းအားမလွဲအေကံဖြစ်မယ်ဆိုတာကိုတင်ပြရင်းနဲ့မိဘပြည်သူပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေမင်းစိုးမင်းညစ်ပေးမှာကင်းဝေးကြပါစေ